ရောင်းချတဲ့အခါမှာဒိဋ္ဌာမဲ့အချက်နဲ့ချက်ရှိပါတယ်ပထမတစ်ချက်က one way communication လို့ပြောတဲ့ကိုယ်အကြီးပဲတစ်ဖက်တက်ကြီးပဲပြောဆိုရောင်းချမှုလုံးဝမရောက်ပါနဲ့ဆိုရောင်းချတာပေါ့ဗျာကိုပစ္စည်းရောင်းခြင်းဆိုတော့ကိုပစ္စည်းနဲ့တော့သူဝယ်စေခြင်းဆိုတော့အာဂျီဘီယောမှာဝယ်လာအောင်မတရားစွပ်ပြောတာမျိုးလုံးဝမလုပ်မိပါစေနဲ့နမနစ်အချက်ကတော့ two way communication တယောက်နဲ့တယောက်ဆက်သွယ်ပြောဆိုမှုကိုကျင့်သုံးမှာအဲ့ဒါကဘာလို့ဆိုရင်ဝယ်သူရဲ့အကြိုက်ဝယ်သူရဲ့စိတ်ကြိုက်ဝယ်သူဘာလို့ကျင်တာလဲဝယ်သူဘာနဲ့တင့်တော်တာလဲ အဲ့ဒါကိုကိုကနေမှတေချာတိအောင်မင်းမဲတေချာတိအောင်လုပ်မယ်အဲ့ဒီပစ္စည်းကိုဝယ်ဝယ်သူကိုရောင်းချနိုင်အောင်လုပ်ပါ one way communication နဲ့တွားလို့မယ်ဆိုရင်ဝယ်သူကကြောက်သွားပြီးနောက်ခံမဝယ်တော့ဘူး two way communication ဆိုရင်ဝယ်သူနဲ့အပေးယူတဲ့တဲ့ဆိုရင် နောက်ခါဆိုရင်ကိုရှိကပစ္စည်းဝယ်ဖို့ပဲအမြဲတမ်းအဆင်သင့်ဖြစ်နေပါလိမ့်မယ်အားလုံးကြွရှင်ကြပါစေကျွန်တော်လည်းဆရာထင်ပါ